ဂျပန်တွင်ရှိသောဒဏ္ဍာရီလာတရဲများနံပါတ်1အကမတ်သူတည် မြန်မာနိုင်ငံမှာတော့အပြင်ရောက်နေတဲ့ toilet ရှာခြင်း၊လက်ဖက်ရည်ဆိုင်တို့ shopping center တို့ပြီးရပါလေ။ဒါပေမဲ့ဂျပန်မှာတော့ toilet တွေကတော်တော်လေးပေါ့ပါလေ။တင်ဟာယထာပူတာဈေးဝယ်စင်တာနောက်ဆုံးပန်းခြံတွေမှာအစားအိမ်သာတွေရှိပါလေ။ဒါကြောင့်ကိစ္စထိဝရောက်နေရင်စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့စိတ်ပူစရာကောင်းတာကတော့အဲ့လိုအိမ်သာတွေပေါ့တာကြောင့်အခုလိုအကမန်းတူဆိုတဲ့တရေဖြစ်လာတာပါ။ဒီတရေဟာအမျိုးသမီး toilet တွေမှာပဲလိုက်ချောက်တက်တဲ့တရေပါ။အဲ့ဒီအပြင်သူဟာအိမ်သာတွေမှာခြောက်ရင်လည်းအိမ်သာရဲ့ဒေါဆိုးအခန်းမှာပဲပေါ်ပေါ်လာတတ်ပါလေ။ပြီးရင်တော့တင့်ကို toilet paper အကြောင်းရွေးခိုင်းပြီးတော့ဘလိုနီးနဲ့တရေဖြစ်နေလဲဆိုတော့ရွေးရပါပါ။သူ့ရဲ့ ဖြစ်ပုံလာပေါ်ကအရာဆိုရင်လေးရှိပါတယ်။သူ့ရဲ့နာမည်ကအာကာမန်တူဆိုတာကအဓိပ္ပာယ်ရှိပါတယ်။အာကာဆိုတာကဂျပန်လိုဆိုရင်အနီရောင်ဖြစ်ပြီးတော့မန်တူဆိုတာကကုတ်ရှည်ကြီးကိုပြောတာပါ။သူဖြစ်ပေါ်လာပုံကလွန်ခဲ့တဲ့20ရာစုခေတ်ကလေးကရှိခဲ့တာပါ။အရင်1935ခုနှစ်တည်းတုန်းကသူဟာအရန်ချောတဲ့ကောင်လေးတယောက်ကကိုဝင်းကြီးအနီရောင်ဝင့်ပြီးတော့အိုဆာကာမှာရှိတဲ့အမျိုးသမီးလော်ကာတွေထဲမှာပုံပြီးတော့အမြဲချောင်းကြီးလေးရှိပါတယ်။ဒီလိုနဲ့တနေ့မှာသူဟာအက်ဆီဒန့်တစ်ခုနဲ့ပြီးသွားပြီးတော့မကျွတ်လွတ်ပဲရှိနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်ထိသူကလူတွေကိုလိုက်မချောက်သေးပါဘူး။သူပြေးသွားပြီးနောက်ပိုင်းမှာအဲ့ဒီအိုဆာကာကျောင်းကကျောင်းသူလေးကပဲ ူတန်းထဲမှာ तू ကအမြဲနိုင်ကျင့်ခံနေရတာကြောင့် तू မဟာအောက်လန်းနီနဲ့အဲ့တရေကိုခေါ်ပြီးတော့လက်စားချီခဲ့ပါတယ်။ तू ခေါ်လိုက်တာကြောင့်အဲ့ဒီတရေကလည်းအဲ့ဒီအိုဆာကာအကြောင်းကအင်တာရီထဲမှာပြန်ပေါ်လာပြီးတော့အကြောင်းသူတွေကို ါတော့တယ်။သူဟာသူတက်မဲ့သားကောင်ကိုအိမ်သားမှလိုက်ရှာပြီးတော့အိမ်သားရဲ့ထောင်စုံအခန်းထဲမှာရှိနေတဲ့အကြောင်းသူကိုပဲရွေးပြီးတော့ထဲတာပါ။တင်ဟာအိမ်သားတက်နေရင်လည်းတင့်ကိစ္စပြီးရင်တင့်ကိုအပြင်ကနေပြီးတော့အတန်ပေးပါလိမ့်မယ်။ပြီးရင်တင့်ကိုတ िश्यू အပြာနဲ့အနီရောင်ထဲကဘယ်ဟာယူမလဲဆိုပြီးတော့မေးပါလိမ့်မယ်။တခုရှိတာကတင်ဘာကိုရွေးရွေးအပြင်မှန်ဆိုတာမရှိပါဘူး။ဘယ်ရောင်မဲရွေးရွေးတင်ဟာဆူဆူရွရွပဲတည်ရပါမှာ။အနီရောင်ရွေးရင်တော့တင်ပေးမှာချက်ချင်းအကမ်းမန်းသူတေးကပေါ်လာပြီးတော့တင့်လေပင်ကိုသွေးချင်းချင်းနီရောင်ရေးပြီးတော့ဖျက်ပြစ်ပါပါ။အကယ်လို့တင်ဟာအပြာရောင်ရွေးရင်တော့တင့်ကိုလေပင်ညစ်ပြီးတော့တင့်မျက်နှာကြီးပြာနှမ်းသွားတဲ့အထိလေပင် ပြီးတော့တင်ပါတင်ဟာဒါကိုတိနေလို့တခြားအရာကိုရွေးခဲ့မယ်ဆိုရင်တော့တင့်ကိုအမောင်တဲကနေအကမတ်တို့တေးရကဆွဲခေါ်သွားမှာပါအကယ်လို့ဘာမှပြန်မဖြစ်ပဲဒီတိုင်းနေလို့လည်းမရပါဘူးအဲ့ဒီအိမ်သာထဲမှာပဲတင်ဟာအချိန်ရက်နေပြီးတော့တက်တလုံးပြိမိနေမှာပါအဲ့ဒါကြောင့်တင်အော်တန်တွေကိုလည်းကြားမှာမဟုတ်ပါဘူးတင်အဖြေကိုမရမချင်းလေသူဟာဒီတိုင်းပဲရက်ပြီးတော့တင့်ကိုစောင့်ကြည့်နေမှာပါတခြားလူမြောက်နိုင်တဲ့နီလန်တစ်ခုတော့ရှိပါတယ်တင်ဟာတရှိမလို့ပြောလို့ရှိရင်တော့တင့်ရဲ့လက်နှချောင်းကိုလိမ့်နေဆိုပြီးတော့တင်ဒီတပြထားရင်သူဟာတင့်ကိုနာကျင်မှုအနေဆုံးနီလန်နဲ့တက်ထောင်လို့မှာပါဘလို့လဲဆိုရင်တော့အိမ်သာကောင်းတွေကိုထည့်ပြီးတော့ရင်းနှစ်ပြီးတော့ တ်တယ်ဗျာအဲ့ဒါကြောင့်တင်ဟာဂျပန်ကအင်တာဒီမှာတက်မယ်ဆိုရင်တော့တောင်ဆုံးခန့်ကိုမယွင်းပြီးဖို့အကြံပေးချင်ပါတယ်ခင်ဗျာဒီလိုတင်ဟာမြန်မာနေမြန်မာနေနဲ့ခြုံတိုးလို့ရှိရင်လည်းဒီတည်းကိုတွေ့နိုင်ပါခင်ဗျာဘန်နေဟာနာကိုဆယ် ဘာလို့လဲမသိပေမဲ့ဂျပန်တရဲတွေကတွမ်းလက်ကိုတော်တော်ကြိုက်ပုံရပါတယ်။ဒါကလည်းဂျပန်မှာကအင်တာရီတော်တော်ပေါ်လို့ဆိုတာဖြစ်နိုင်ပါတယ်။ဟာနာကိုဆန်လို့ခေါ်တဲ့တရဲဟာလည်းအင်တာရီထဲမှာပဲလိုက်ပြီးတော့ချက်တာပါ။ဒါပေမဲ့သူကတော့ចောင်းတွေရဲ့အင်တာရီထဲမှာပဲလိုက်ချက်တာပါ။ဟာနာကိုဆန်လို့ခေါ်တဲ့သူကစပင်းအမဲအောင်နဲ့အင်ဂျီအဖြူစက်ကတ်အနီနဲ့တရဲပါ။သူ့ရဲ့အကြည့်ကတော်တော်လေးကိုအေးဆက်ပြီးတော့ချီးမိတဲ့သူတိုင်းကသူ့ရဲ့သွားစီပါတယ်။ဟာနာကိုဆန်ကလည်းចောင်းရဲ့အထက်သုံးတက်မြောက်ရဲ့သုံးကန်းမြောက်အင်တာမှာရှိတယ်လို့ပြောကြပါတယ်။သူကဒီတိုင်းတော့မချက်ပါဘူး။သူ့ကိုသွားခေါ်မှာပေါ်လာတာပါ။အကယ်လို့တင့်ပါဒါကိုလှုပ်ချင်တဲ့စိတ်ကူးရှိရင်တော့သုံးတက်မှာရှိ တဲ့အင်တာသုံးကမ်းမြောက်ကိုသွားပြီးတော့တကားခေါက်ပြီးလို့ရှိရင်ဟာနာကိုဆန်မင်းအထဲမှာရှိလားဆိုပြီးတော့ဂျပန်လိုဟာနာကိုဆန်အီမတ်စကားဆိုပြီးတော့မေးလိုက်ပါအဲ့ဒီမှာကြောက်စရာကောင်းတဲ့အီဆက်တဲ့အတန်တခုကတင့်ကိုပြန်ပြီးတော့ထုပါလိမ့်မယ်ပြီးရင်တော့သူ့အတန်ဟာပျောက်သွားပြီးတော့အင်တာယူဆချတန်ကိုကြားပါလိမ့်မယ်အဲ့ဒါမှမဟုတ်ရင်အင်တာထဲကနေဆွဲခေါ်ပြီးတော့တင့်ကိုတက်ပြင်ပါပါသူ့ရဲ့ဖြစ်ပေါ်လာပုံကလည်းရှိပါတယ်သူဟာဒုတိယကဘာစစ်မှာလေရင်ဘုံကျတဲ့တန်နဲ့သူ့တက်နေတဲ့ကြောင်းပေါ်ကိုဘုံကျပြီးတော့သူက ောင်းတာပါအဲ့ဒါကြောင့်သူ့ဝတ်ထားတဲ့ဝိဆုံကအဲ့ခစ်ကကျောင်းသူဝိဆုံနေနဲ့တူနေတာပါသူမရဲ့ဝိညာဉ်ကဝိညာဉ်လောကနဲ့လူလောကကြမှာပြိမိနေပြီးတော့သူမဟာလူသူ့ကိုလာနောက်ချက်တဲ့သူမှန်သမျှကိုတက်ပြတာပါဂျပန်မှာကလေလေးကနန်းကကန်ဆိုးခြင်းခန်းဆိုပြီးတော့သိကြပါတယ်တချို့အဆောက်အဦတွေဆိုလို့ရှိရင်လေးတက်မြောက်ကိုခြံထားခဲ့ပြီးတော့သုံးတက်မြောက်ပြီးရင်ငါးတက်မြောက်ကိုစောက်ထားပါတယ်ဘာလို့လဲဆိုရင်တော့လေးဆိုတာဂျပန်လိုရှိဆိုပြီးတော့အတန်ထွက်လို့လေရပါတယ်ရှိကဂျပန်လိုရှိနုဆိုတဲ့တည်တည်ဆိုတဲ့အတန်ထွက်နဲ့တူနေလို့ပါတချို့တွေရဲ့အဆိုအရဂျပန်ကျောင်းတွေရဲ့အင်တာတွေကိုသွားပြီးတော့တင်ဟာလေးခုမြောက်အင်တာတွေဝင်ပြီးတော့အီ ချီပံမဲ့ဟာနာကိုဆန်ညီပံမဲ့ဟာနာကိုဆန်စမ်းပံမဲ့ဟာနာကိုဆန်ဆိုပြီးတော့ခေါ်လို့ရှိရင်သူဟာဖြူပတ်နေတဲ့လက်ကြီးနဲ့တင်းရှိမှာပေါ်လာပါလိမ့်မယ်နောက်ထပ်ခွန်နီးတစ်ခုလည်းရှိပါသေးတယ်တင်ဟာအင်တာခေါ်ထဲကိုကြည့်နေပြီးတော့သူ့နာမည်ကိုမရက်ဖဲသုံးခေါက်လောက်တောက်လျှောက်ခေါ်လို့ရှိရင်အင်တာခေါ်ထဲကနေပြီးတော့သွေးတွေရဲ့နေတဲ့လက်ကြီးကပေါ်လာပြီးတော့တင်းကိုဆွဲခေါ်တော့မှာပါသူ့ကိုမတွေ့ချင်ရင်လည်းတခြားနီးလန်းနေရှိပါတယ်သူမဟာညက်ပတ်နေတဲ့အင်တာတွေထဲမှာပဲနေတတ်ပါတယ်အဲ့ဒါကြောင့်ဂျပန်ကျောင်းဆရာတွေကကျောင်းသားတွေကိုအင်တာကိုအမြဲတန်ရှင်အောင်လုပ်ဖို့မှာထားတတ်တာပါတခြားနီးလန်းတစ်ခုလည်းရှိပါသေးတယ်တင်ဟာအင်တာတောင်းရင်လည်းတယောက်ထဲသွားလို့ရှိရင်တော့သူမနဲ့တွေ့နိုင်ပြီးတော့တည်တငယ် ရှင်ကိုခေါ်သွားလို့ရှိရင်တော့သူမနဲ့မတွေ့နိုင်ပါဘူး။နောက်ဆုံးသူမကိုရှောင်ဖို့နီလန်ကတော့တင်ဟာကြောက်မှာအဆင်အကောင်းဆုံးနဲ့စာတော်ဆုံးကြောင်းသားဆိုရင်လည်းသူမကမနှောက်ရှက်ပါဘူး။နောက်ဆင်တူတဲ့ဝိညာဉ်ကတော့ Harry Potter စကားတွေက Voldemort တက်လို့တည်သွားတယ်ဝိညာဉ်ကောင်းပါလေးနဲ့ဆင်တူပါတယ်။အဲ့ဒါကြောင့်တင်ဟာဂျပန်မှာအင်တာသွားရင်တော့တတိထားတင်ပါလိမ့်ခင်ဗျာ။ကန်ဆိုးရင်တော့တင်ဟာအင်တာတက်နေတော့တကားခေါက်တောင်ကြပြီးဟာနာကုတ်ဆန်ဟာရုတ်တရက်ထွက်ပေါ်လာနိုင်ပါလိမ့်ခင်ဗျာ။ ျွန်တော်အခုလုပ်ပြီးတဲ့ဂျပန်တန်တိုင်းလာတင်ရည်ဆိုတာကဂျပန်တန်တိုင်းထဲမှာလည်းတကယ်လို့ရှိပါခင်ဗျာဂျပန်လူမျိုးတွေကိုတောင်းပီးကြည့်လဲသိနေပါလိမ့်မယ်ဟုတ်ကျွန်တော်နောက်လည်းဒီလူမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကွန်တက်လေးတွေကိုတင်ဆက်ပြပါမလို့ကျွန်တော် channel လေးကို like and follow လေးလုပ်ပေးထားလို့ရပါခင်ဗျာဟုတ်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာတတ်တာ